ဘယ်တော့ကချန်ပီယံစိတ်တန်းရှိတဲ့ကစားသမားလို့ချီးကျူးလိုက်တဲ့ NSR နေပြဘယ်နမောင်းမိမနာများမန်ချက်တာဖော်ဆောင်ကနေပြန်လည်ကြိုးလိုက်ပါရင်ပြီးခဲ့တဲ့ sorry pro league ပွဲစဉ်မှာ NSR က NETF ကိုဒူးစီးနဲ့အနိုင်ရရှိခဲ့တဲ့ပွဲပြီးမှာ NSR နေပြဂျော့ဂျေဆူးကအသင်းအတွက်ဒုတိယဂိုးသွင်းယူပေးခဲ့တဲ့ Ronaldo ကိုချီးကျူးပြောဆိုမှုပြုလုပ်လိုက်ပါရင် Ronaldo ရဲ့ counter goal ကပွဲကိုအဆုံးသတ်စေတော့တဲ့အထိအင်အားကြီးမာခဲ့ပါရင်ဒီဘက်မှာ Ronaldo က NSR ရဲ့ကျယ်ပွင့်အဖြစ်ထင်ရှားခဲ့ပြီးနေပြဂျော့ဂျေဆူးရဲ့ချီးကျူးမှုကိုရရှိခဲ့ပါရင် ခရစ်စတီယာနိုတို့ကဒီနေ့မှာပုံမှန်လိုပဲကောင်းမွန်တဲ့ပင်ကိုဇိုင်းနဲ့ပေါ်လာခဲ့ပြီးအန်အော့ဖွဲ့ခေါင်းတိုက်ကိုသွင်းယူခဲ့ပြီးအရေးကြီးတဲ့အချိန်ဒီမှာကျွန်တော်တို့ကစားပွဲကိုဆုံးဖြတ်ခဲ့ကြပါတယ်။သူဘောလုံးတစ်လုံးကိုဆုံးရှုံးတာကအရေးမကြီးဘူး။အဆုံးသတ်ထိသူဆက်ကြိုးစားနေဖို့ပဲအရေးကြီးတာပါ။ဒါကချန်ပီယံတွေကိုကွဲပြားသွားစေခဲ့တာပါ။သူလုခဲ့တာတွေကသူ့လိုကစားမမျိုးမှာပဲရှိတဲ့ယုံကြည်မှုကိုလှည့်ဟပြတာနေတာပါ။ဒါမျိုးအများကြီးလိုအပ်ပါတယ်ဆိုပြီးတော့ဂျော့ဂျေဆူကပြောသွားခဲ့တာပါ။ ပေါ်မှန်လိုပဲကောင်းမွန်တဲ့ပင်ကိုဇီအိုင်းနဲ့ပေါ်လာခဲ့ပြီးအန်အောပွဲကောင်းတိုက်ကိုဆိုတဲ့စကားနဲ့ဂျေစုကရယ်ဒိုရဲ့ပင်ကိုဇီအိုင်းကိုအရင်ဆုံးထောက်ပြခဲ့ပါတယ်။ရယ်ဒိုဟာအသက်၄၀နီးပါးရှိပြီဖြစ်ပေမဲ့သူ့ရဲ့ကစားပုံဟာအမြဲတမ်းတသမတ်တည်းကောင်းမွန်နေတယ်။ဒီဘက်မှာသူ့အတွင်းနဲ့ကောင်းတိုက်ကိုဟာသူ့ရဲ့ဘောလုံးအမြင့်ဆူရှာမှုနေရာလုံးရှာဖွေနိုင်စွမ်းနဲ့တိကျတဲ့အဆုံးသတ်စွမ်းရင် ခေါင်းအားပြင်းထန်မှုဒါတွေကိုပြသနိုင်ခဲ့တဲ့ဂိုးလေးဖြစ်ခဲ့ပါတယ်။ယေရှုကဒီဂိုးကိုအန်အော့ပွဲလို့ခေါ်ဆိုခဲ့တာဟာရက်ဒိုရဲ့အရေးသွေးကိုအတိမဲ့ပြတာပါ။အရေးကြီးတဲ့အချိန်တွေမှာကျွန်တော်တို့ကစားပွဲကိုဆုံးဖြတ်ခဲ့တယ်ဆိုတဲ့စကားကရက်ဒိုရဲ့ဂိုးဟာပွဲရဲ့အရေးကြီးတဲ့ခိုင်တက်မှာသွင်းယူခဲ့တာဖြစ်ပြီးအနန်စာရဲ့အနိုင်ရလက်ကိုဒေချာစေခဲ့တဲ့ဒုတိယပွဲတင်ကိုဖြစ်ခဲ့တာကိုဆိုလိုချင်တာဖြစ်လိမ့်မယ်။ဒီလိုအရေးကြီးတဲ့အချိန်မျိုးမှာဂိုးသွင်းနိုင်တဲ့စွမ်းရည်ကရက်ဒိုရဲ့ထူးခြားချက်ပါ။ယေရှုကဒီအချက်ကိုလေးပေးပြောဆိုတာကရက်ဒိုဟာအသင်းအတွက်ပွဲကိုပြောင်းလဲပေးနိုင်တဲ့သူဖြစ်နေစေဆိုတာကိုမိမောင်းထုတ်ပြလိုက်တာပါ။ ဘာလုံးလုံးဆုံးရှုံးရတာအရေးမကြီးဘူးအဆုံးသတ်ထိကြိုစိုးစားနေဖို့ပဲအရေးကြီးတယ်ဆိုတဲ့စကားကတော့အတော်လေးကိုမိုက်ပါတယ်ဂျေဆုကရယ်ဒိုရဲ့ကစားဟန်မှာတခါလေဘာလုံးဆုံးရှုံးလာမျိုးဖြစ်ပေမဲ့အဲ့ဒါကိုအရေးမကြီးဘူးလို့ပြောတယ်သူအဲ့အတွက်အရေးကြီးတာကရယ်ဒိုရဲ့မဆုံးမနစ်ကြိုးစားအားထုတ်မှုပါရယ်ဒိုဟာပွဲထဲမှာဘာလုံးဆုံးရှုံးရင်တောင်မှပြန်လည်ကြိုးစားပြီးအခွင့်အရေးတွေဖန်ပြီးတက်ပါတယ်ဒီလိုစိတ်သက်ကသူ့ကိုချန်ပီယံတယောက်ဖြစ်စေတယ်လို့ဂျေဆုကယုံကြည်ပြီးတရားချက်ကရယ်ဒိုရဲ့စိတ်ပိုင်းဆိုင်ရာတန်မာမှုနဲ့အရှုံးမပေးတဲ့သဘောကိုမိမောင်းထုတ်ပြနေပါတယ်သူလောက်ခဲ့တာတွေကသူ့လိုကစားမမျိုးမှာပဲရှိတဲ့ယုံကြည်မှုကိုလျှက်ပြတာနေတယ်လို့ပြောခဲ့တာကလည်းဂျေဆု ူက Redo ရဲ့ယုံကြည်မှုကိုချီးကျူးလိုက်တာဖြစ်ပါတယ်။ Redo ဟာသူ့ရဲ့ကစားမပွားတစ်လျှောက်လုံးကိုယ့်ကိုယုံကြည်မှုအပြည့်နဲ့ကစားလာခဲ့ပါတယ်။ဒီဘက်မှာလည်းသူ့ရဲ့ဂေါ်သွင်းမှုနဲ့ပွဲထဲမှာထင်းချုပ်ကစားနိုင်မှုကသူ့ရဲ့ယုံကြည်မှုကိုထင်ရှားစေပါတယ်။ဂျေတူကဒါမျိုးများချီလိုအပ်တယ်လို့ပြောထားတာက Redo လိုမျိုးကစားမရရင်စိတ်ထဲဟာအသင်းအောင်မြင်မှုအတွက်မရှိမဖြစ်လိုအပ်တယ်ဆိုတာကိုဖော်ပြပါတယ်။ Redo ဟာ NSA ရဲ့အထက်ကစားမဖြစ်ပြီးတော့ဒီဘက်မှာသူ့ရဲ့စွမ်းဆောင်ရည်ကအသင်းကိုအနိုင်ရဖို့အထက်အခက်ခဲကနေပါဝင်ခဲ့ပါတယ်။ Redo ရဲ့ကောင်းတဲ့အကောင်ကသူ့ရဲ့ထူးချွန်တဲ့နေရာယူမှုနဲ့ခုံအားကိုပြသခဲ့တယ်။ အသက်40နီးပါးမှာတော့မှသူရဲ့ကာယစွမ်းအင်ဟာလူငယ်တွေနဲ့ရှင်နိုင်သေးတာအံ့အားသင့်စရာကောင်းပါရင်အဲ ATL လိုမျိုးတံပါရဲပြိုင်ပွဲအသင်းနဲ့တွေ့ဆုံရအစဉ်ရယ်တို့ကအရေးကြီးတဲ့အခိုက်အတန့်မှာဂိုးသွင်းပြီးပွဲကိုဆုံးဖြတ်နိုင်ခဲ့တယ်။ဒါကသူရဲ့စေပိုင်းဆိုင်ရာတံပါမှုကိုပြသရင် ရဒဝါအန်အန်ဆိုင်ရဲ့အတင်းကောင်းဆောင်ဖြစ်ပြီးသူ့ရဲ့ကစားပုံကအတင်းပေါ်တွေကိုလှုပ်ဆော်ပြီးရင်ယေစုကသူ့ရဲ့ယုံကြည်မှုကိုချီးကျူးတာကရဒိုရဲ့ကောင်းဆောင်ပုံစံကိုအတိမဲ့ပြတာပါယေစုရဲ့ချီးကျူးစကားတွေကရဒိုရဲ့စွမ်းရည်တွေမှာကပဲနဲ့သူ့ရဲ့စိတ်ထဲနဲ့အတင်းအတွက်အရေးပါမှုကိုပါအလေးပေးပြသပါတယ်ယေစုကရဒိုရဲ့ပင်ကိုဆိုင်တဲ့ယုံကြည်မှုကိုချီးကျူးတယ်ရဒိုဟာဘောလုံးဆုံးရှုံးရင်တော့မှအရှုံးမပေးတဲ့ကြိုးစားတဲ့ဒီလိုစိတ်ထဲကသူ့ကိုကမ္ဘာအကောင်းဆုံးစားမတွေတွေကတူဖြစ်စေခဲ့ပါတယ်ရဒိုရဲ့ဂိုးသွင်းမှုဟာပွဲရဲ့အလဲပြောင်းကိုဖြစ်စေခဲ့ပါတယ်ယေစုကဒီအချက်ကိုအရေးကြီးတဲ့အချိန်တွေမှာဆုံးဖြတ်နိုင်တယ်လို့ပြောထားတာကရဒိုရဲ့ clinch နေရာအရေးကြီးတဲ့အချိန်မှာထူးချွန်သူဆိုတဲ့ဂုဏ်ပုဒ်ကိုထပ်လောင်းသက်သေပြပါရင်ကျေးဇူးကဒါကချန်ပီယံတွေကို꽌ပြားသွားစေတယ်လို့ပြောတာကရယ်ဒိုရဲ့မဆုံးမနစ်စ조사မှုနဲ့အောင်မြင်လို့စိတ်ကိုအလေးပေးတယ်။ဒါကရယ်ဒိုရဲ့ကစားမပွားတစ်ချောင်းသူ့ကိုထိန်ဆုံးမှရက်တည်စေခဲ့တဲ့အထူးအချက်တစ်ခုပါ။ရယ်ဒိုကတော့ဒီအားဒီမှာအသက်ပင်တည်တည်ဆိုတဲ့စိတ်နဲ့ပွဲတိုင်းကိုပေးဆက်ကစားသွားမယ်ဆိုတာသိကြပါရင်သူကမှတောင်းတနေတဲ့ sorry အမတ်ပေးပလားကိုရာသီအကောင်မှာကင်မြောင်သွားနိုင်ဖို့အတွက်ရယ်ဒိုကဆန္ဒပြင်းပြနေလို့ပဲဖြစ်ပါရင်အစောနေ့ကြီးစုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူပဲတင်ရှိပါရခင်ဗျာ။